အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနေအောင်လန်းဆရာရက်ခါဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင် channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတစ်တိတင်တိုင်းမှာသိရှိနိုင်မှု notification လေးနေပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်အောင်မြတ်တာလို့လဲအောင်လန်းဆရာရက်ခါကိုရှောက်ပေးဖို့ခီးဆက်ထွက်ခဲ့ကြတယ်နတ်ကျော်ရဲ့ပြောစကားအရတော့ ဦးရခန်းကလူမသိသူမသိရဲ့တောင်းတဲ့နေရာမှာရှိနေမယ်တဲ့အဲ့ဒီတော့ရဲ့အနေထားမသိရဲ့အောင်မြတ်တော်တို့အတွက်တော့အခက်အခဲတစ်ခုဖြစ်နေခဲ့တယ်။အောင်မြတ်တော်တို့လည်းလက်ကြော်ပြောတဲ့တစ်ကြုတ်တော်ရဲကိုရှာဖွေရင်ခီးဆက်ခဲ့ကြရာနေ့နေ့ဆောင်တော့တစ်ကြုတ်တော်ဆက်ကိုရောက်လာခဲ့ကြတယ်။နေရာလဲစောင်းနေပြီမို့တော်ဆက်တဲ့နေရာမှာရှိရဲ့တဲအိတ်လေးတစ်လုံးမှာတညာတာတဲခုခဲ့ကြတယ်။တဲအိတ်လေးကစစ်တလူစောက်ထားတာကိုကြည့်ပြီးဒီရင်ကတစ်ထုပ်တဲသူတွေယာယီနေဖို့စောက်ထားတာဖြစ်မယ်လို့ အောင်မြတ်သာတို့တွေ့မိခဲ့ကြတယ်။ညအချိန်ကတပြေးပြေးနဲ့တတက်နဲ့လာခဲ့တယ်။တောအုပ်တရာတိုက်ခတ်လာတဲ့လင်းနူအေးလေးတွေကမလုံးမကြုံဖြစ်နေတဲ့တဲအိတ်လေးတွေကိုဖျက်တမ်းနေရော့အောင်မြတ်သာလည်းတဲအောက်ကိုဆင်းပြီးမီးဖို့တပူတဲလိုက်တယ်။အောင်မြတ်သာမီးဖို့တဲနေတဲ့ချိန်တောဆက်တရာနေခွာရက်တန်တကူကိုကြားလိုက်ရတယ်။အောင်မြတ်သာလည်းလမ်းပြောင်းနေတဲ့ကျွဲနွားတကောင်ကောင်ရဲ့ခြေတန်းလူတင်ပြီးမီးဖို့တွေကိုတင်အနှဲငယ်ထဲ့နေတဲ့ချိန်ခွာရက်တန်ကတပြေးပြေးနီးကပ်လာတယ်။ ။အောင်မြတ်သာလည်းအတန်ကြားရနေရကိုကြည်လိုက်တော့တောဆက်တရားနေကျွဲအနက်တကောင်ထွက်လာခဲ့တယ်။ကျွဲအနက်ရဲ့အပေါ်မှာတော့တင်မလီခွေထိုင်ပြီးလိုက်လာတဲ့အဖိုးတို့တယောက်ကိုထပ်မံတွေ့လိုက်ရတယ်။အဖိုးတို့ကအောင်မြတ်သာအောင်မြင်တော့ကျွဲဘဝနေဆင်းလာပြီးဆီယာကျုပ်ကိုလာခွင့်ပြုပါ။ဝင်လာလေကျုပ်ခွင့်ပြုပါတယ်။တင်လူကောင်းတယောက်ဆိုရင်ကျုပ်နားကိုလာလို့ရပါတယ်။အောင်မြတ်သာလည်းအဖိုးတို့ကိုမကြည့်ပဲပြောရင်မင်းဖို့တွေကိုထင်းစားရီပြစ်ထဲလိုက်တယ်။ အဖိုးကအောင်မြတ်တာအနာကတ်လာပြီးဆရာကအိမ်ပက်ပက်လေးကိုစီးချထားတော့ကျောင်းအနေနဲ့ခွင့်ရင်တောင်းရတာပါကျောင်းနဲ့မဲကဖိုးအောင်လန်းလို့ခေါ်ပါတယ်ရခင်ကတော့တော်ရရမုဆိုးထိုင်စီဒီမှာနေပါတယ်အခုတော့မုဆိုးထိုင်စီဒီကနေမောင်းထုတ်ခံထားလို့တက္ကနပင်တပင်မှာနေနေရပါတယ်အောင်မြတ်တာလည်းအဖိုးဥရဲ့စကားကိုကြားတော့အတင်ရပါပြီလို့တက္ကနပင်မှာနေရတယ်တင်ရခင်နေတဲ့နေရာမှာဘာတွေဖြစ်ခဲ့လို့လဲ အဲ့ဒီကြောင်စပြောဖို့ဆရာစီကိုလာခဲ့တာပါဆရာတို့ဒီတော့ဆက်ကိုစားရောက်တဲ့အကျုပ်စီကိုအမျိုးမည်မသိရလှိုင်းတစ်ခု လာရောက်ရိုက်ခတ်ခဲ့တယ်အေးများတဲ့လှိုင်းတစ်ခုဖြစ်တဲ့အတွက်ကောင်းသောလာခြင်းဆိုတာသိလိုက်ရပါတယ်ရခင်ကလည်းဒီလိုလှိုင်းတစ်ခုရိုက်ခတ်တာခံခဲ့ဘူးတယ်အဲ့ဒီတုန်းကတော့အေးများတဲ့အရာမဟုတ်ခဲ့ဘူးဦးလောင်တဲ့လှိုင်းတစ်ခုကကျုပ်နေရဲ့မုတ်ဆိုးထိုင်စီစီဒိုင်းရိုက်ရောက်ခဲ့ဘူးတယ်အောင်မြတ်တာကအဖိုးအိုရဲ့စကားကိုကြားတော့ခေါင်းညှိပ်ပြီးတော့တင်ဟာကျုပ်တို့ ကူညီဖို့ရောက်လာတာပဲ။တင်ဖြစ်ခဲ့တဲ့ယာရီကိုပြောပြပါ။ကျုပ်တို့အတွက်လိုအပ်တဲ့အကူအညီဖြစ်နိုင်ပါလေ။အောင်မြတ်သာစကားကိုကြားတော့အဖိုးအိုကကျုပ်ကရခင်တီနယ်တဝိုက်မှာလူအများရဲ့ပူဇော်ပါသခြင်းကိုခံခဲ့ရတဲ့ဖိုးအောင်မှန်ဖြစ်ခဲ့တယ်။စဘာပေါ်တဲ့ချိန်တောလဲလိုက်တဲ့ချိန်ကျုပ်ကိုပင်ဖိတ်ပြီးပူဇော်ဆက်သခဲ့ကြတယ်။ကျုပ်ကလည်းသူတို့တွေအပေါ်နိုင်သလောက်ကူညီဆောင်မပေးခဲ့တယ်။တနေ့တော့ကျုပ်နေတဲ့တောလဲကိုလူတယောက်ရောက်လာခဲ့တယ်။ သူ့ပုံစံကလူကောင်းတယောက်မဟုတ်ဘူးဆိုတာကျုပ်သိရတဲ့တော်ရဲမဝင်ခင်မှာကျုပ်စည်းတော်ကျဲဖြစ်တဲ့ငမဲလုံးနဲ့ခြောက်လန့်ခဲ့ပါတယ်။ဒါမဲ့သူကငမဲလုံးကိုဒဏ်ရာရအောင်ပြန်လုခဲ့တယ်။အခုကျုပ်စည်းလာတဲ့ငမဲလုံးရဲ့ဂျူဂျိုးသွားအောင်သူ့လုခဲ့တယ်။သူ့ရဲ့ကျင့်စီတစ်ခုပြီးမြောက်တဲ့အထိဒီတော်ရဲမှာနေမယ်ဆိုပြီးလဲပြောခဲ့တယ်။ကျုပ်ကလက်မခံတော့ကျုံနေရဲ့မုတ်ဆိုးထိုင်စည်းဒီကိုလာပြီးကျုပ်ကိုမောင်းထုတ်ခဲ့တယ်။သူ့ရဲ့အစွမ်းကိုကျုပ်မရှင်းနိုင်ခဲ့ဘူး။ဒါကြောင့်ကျုပ်ရဲ့စည်းတော်ကျွဲနဲ့တူ တိကနက်ပင်စီကိုပြောင်းပြီးနေခဲ့ရတယ်။ "तू ကဘာတွေအစွမ်းထက်လို့လဲ။ဆရာ तू ကတကယ်ကိုအစွမ်းထက်တာပါ။ तू ကဒဘဝဆန်လို့လည်းပြောလို့ရတယ်။အောင်လန်းဆရာဆိုပေမဲ့ဒီဘဝပြီးရနဲ့အဝီစီငရဲကိုသွားရမယ့်သူပါ။ဒါကြောင့် तू အသက်ကိုတက်နိုင်သမျှဆွဲဆန့်မှုမကြာခဏဆိုသလိုဒီတောင်းထဲမှာကျင့်စဉ်တစ်ခုလာကျင့်နေ။လွန်ခဲ့တဲ့၄နှစ်လောက်ကဟိုဘက်ရွာကောင်လေးတယောက်ကိုကြောင်နှံ့မော်တွင်ပြီးခဲ့ပြီးတော့သူ့ရဲ့အလုပ်တွေကိုစေခိုင်းခဲ့တယ်။ အဖိုးကစကားပြောပြီးရဲ့ချိန်ပန်ဝင်းချင်းကိုမျက်စိလဲကလှဲကြည့်လိုက်ပြီးတော့တစုံတယောက်ကဒီနားမှာရှိနေတယ်ကြုံတစ်ခုခုကိုခန်းစားနေရတယ်အဖိုးရဲ့စကားကိုကြားတော့အောင်မြတ်တာကနဲ့ကျော်မေရောက်နေရင်စင်းလာခဲ့တော့ခိုးကြောင်ခူဝန်နေမနေနဲ့အဲဒီလိုပြောလိုက်ရောဘေးရတစ်ပင်မောကနေကြောင်တဲ့တကောင်ခုန်ချလာခဲ့တယ်တကူတော့မင်းနဲ့နေရဲ့ကြောင်တဲ့ကြီးကနေတပြေးပြေးကြီးလာပြီးလူတယောက်ပုံစံဖြစ်သွားတော့တယ်အောင်မြတ်တာကနဲ့ကျော်ကိုမြင်တော့လာခဲ့ကွာ ဒါဒီတော့မှအရင်နေခဲ့တဲ့ဖိုးအောင်လန်းနဲ့မင်းရဲ့ဆရာဖြစ်သူကြောင့်နေစရာပျောက်ခဲ့ရတဲ့သူပေါ့အောင်မြတ်တာစကားဆုံးမှာတော့ဖိုးအောင်လန်းကမင်းကကြောင်နှမ်းမော်အောင်သွားတဲ့ကောင်းလေးလားဟုတ်ပါတဲ့အဖိုးဖိုးအောင်လန်းဆိုတာကြားဘူးနေရကြပြီကျွဲကြောင်ရင်လက်ဝဲလေးကျင်ခဲ့တယ်ဆိုရဲဖိုးအောင်လန်းအကြောင်းကျုပ်တို့ငငယ်ကအိမ်ရောက်ရင်ပုံမြင်တစ်ခုလို့ပြောနေခဲ့ကြတာခုလို့မြင်ဘူးလိမ့်မယ်လို့အိမ်မက်တာမမတ်ခဲ့ဘူးလက်ကျော်ရဲ့စကားကိုကြားတော့ဖိုးအောင်လန်းက ဒါရီယာကြားခဲ့ပါပြီအခုတော့နေစရာပျောက်တဲ့ဟိုးအောင်လံဖြစ်နေပြီကွစိတ်မပူပါနဲ့တင်းရဲ့ရခင်နေရာကိုပြန်ရအောင်ကြောက်ကူညီပါမယ်တကယ်လို့တင်းနေရာပြန်ရရင်နေကျော်ကိုလည်းတင်းစီမှာနေခွင့်ပေးလိုက်ပါအောင်မြတ်သားရဲ့စကားကြောင့်ဟိုးအောင်လံမျက်နှာမှာပြုံးရှင်လာပြီးတော့ကောင်းတဲ့သူဆိုရင်ဘယ်သူမှစိုးနေလို့ရပါတယ်ကျုပ်ကကြိုဆိုပြီးသားပါနေကျော်လည်းဟိုးအောင်လံကိုကြောက်လိုက်ပြီးကျေးဇူးတင်ပါတယ်အဖိုးကျုပ်တို့စရာကိုကူညီပြီး အခက်အခဲတွေကိုရင်ဆိုင်ကြတာပေါ့ဒီတော့ရဲ့မြည်အနေထားကိုအဖိုးကပူပြီးတော့ဆရာတို့လမ်းညွှန်ပေးလိုက်ပါကျောင်းအနေနဲ့နိုင်တလောက်ကူညီပါမယ်ဟိုးအောင်လည်းအောင်မြတ်တာကိုမုံစိုးတိုင်စီတီသွားမဲ့လမ်းကိုညွှန်ကြပြီးတော့တကောင်လွဲချိန်မှာပြန်ထွက်သွားခဲ့တယ်ဟိုးအောင်လည်းထွက်သွားပြီးမကြခင်မှာပဲနတ်ကျော်လည်းဘေးဟာတစ်ပင်ပေါ်တက်သွားပြီးပျောက်သွားခဲ့တယ်အောင်မြတ်တာလည်းတီးတင်းတလောက်တီးရပြီးမို့တဲပေါ်ပြန်တက်ပြီးမိမိလုံးဆရာရှိရဲ့အလုပ်တွေကိုလောက်ကတမင်းအိတ်ဆန်လိုက်တယ် နက်ကြတော့အောင်မြတ်သားတို့မူဆိုးထိုင်စီသည့်ရှိရာကိုဆက်ထွက်ခဲ့ကြတယ်။တောကတပြေးပြေးနဲ့တက်တက်နဲ့လာခဲ့ပြီမဲ့တောကောက်တကောက်တမိမှမတွေ့ရတောတခုလုံးအကြတန်များပြီးမချရအောင်တိတ်ဆိတ်နေရော အောင်မြတ်သားကဒါအသွေးရသားရောမဟုတ်ဘူးဟိုးအောင်လံပြောဖို့အရာဆိုရင်ဥယခါငါတို့လာတာတိနေရဲ့ပုံပဲအောင်မြတ်သားစကားကြတော့တက်ခါရကျွန်တော်တို့တတိထားရတော့မယ်ဥယခါဆိုတဲ့လူရဲ့ဇွမ်းရတာမမဟုတ်တော့တတိထားနိုင်မှာတော့ကကြမယ် အောင်မြတ်သားလို့လည်းတတိထားပြီးမုတ်စိုးထိုင်စီရှိရာခြေပြေးချင်းရှောင်းလာတဲ့အချိန်ဖလက်ဖလက်ဆိုတဲ့အတန်းနဲ့အတူမလန်မကန်းမှရှိရဲ့ညောင်မေကနေလင်းနို့သုံးကောင်ပြန်တက်သွားတာတွေ့လိုက်ရတယ်။အောင်မြတ်သားလည်းလင်းနို့သုံးကောင်မြင်တော့ရခကတော့ငါတို့ကိုအကျိုးထောက်လိုက်ပြီးခုနကလင်းနို့သုံးကောင်ကသူ့ရဲ့ရှေ့ပြေးတပည့်တွေဖြစ်လိမ့်မယ်။တက်ခိုင်နေတောင်းရတတိထားကြ။အန္တရာယ်ကဘဲချိတ်ဝင်လာမလဲထမ်းမှန်းလို့မရအောင်။အောင်မြတ်သားရဲ့တတိပေးစကားအဆုံးမှာ တက်ခိုင်နဲ့တောင်ရဘေးဘီကိုပို့တတိထားပြီးတော်ရဲကိုဆက်ဝင်ခဲ့ကြတယ်။ကွန်တရာညှက်ခမ်းကြတော့တက်ခိုင်အရှိယကြောက်တုံးကဟိုးအောင်နံပြောတဲ့ကြောက်တုံးပဲ။အဲဒီကြောက်တုံးမှာဘယ်ဘက်ကိုသွားရမလဲဆိုတဲ့လမ်းညွှန်ရှိတယ်မင်းသွားကြည့်လိုက်။တက်ခိုင်လည်းအောင်မြတ်သာပြောတဲ့အတိုင်းဟုတ်မဟုတ်သွားကြည့်ရော့။ဆရာကြောက်တုံးမှာမြှားပြထားတာတွေ့ရတယ်။ဘယ်ဘက်ကိုမြှားပြထားလဲ။တက်ခိုင်ရဲ့အော်တန်ကြောင့်အောင်မြတ်သာကဒါဆိုတို့တွေဘယ်ဘက်ကိုဆက်သွားကြရအောင်။နတ်ကျော်ပါလာရဲ့လား။ အောင်မြတ်တန်ရဲ့စကားအတန်ဆုံးမှာတော့မလန်မကန်တစ်ပေစီကနေကြောင်အော်တန်တစ်ချက်ကိုကြားလိုက်ရတယ်။အောင်မြတ်တော်ကလည်းဖိုးအောင်လံညွန့်ပြထားတဲ့ဘက်ကိုဆက်ထွက်ခေရာတောနဲ့တနီယာအရောက်မှာတော့တရှိရှိဆိုတဲ့အတန်နေနဲ့တူတစ်ပေနေပေါ်ကနေချုပ်နေတဲ့ရနေပါ။မွေတွေထွက်လာတာမြင်လာရတယ်။အယောင်မျိုးစုံအရွယ်မျိုးစုံမွေတွေကမပြင်းကိုစီထောင်းပြီးအောင်မြတ်တော်ရှိရာတရွေ့ရွေ့ကက်လာတဲ့ချိန်တစ်ပေမောကနေကြောင်နဲ့တကောင် ခုံစင်းလာပြီးတော့ ငွေစိုးတွေကိုကြိုက်ပါလေရောအစမ်းနဲ့ကြိုင်လိုက်ခါထုံးလိုင်းနဲ့ပြစ်နေရဲ့ချိန်ငွေကောင်မောင်းများစွာကကြောင်နှက်ကိုလှည့်ပေါက်နေပါလေရောကြောင်နှက်ကလည်းလိမ့်မြန်တဲ့ရှိန်နဲ့ငွေတကောင်ကိုကြိုက်ချီပြီးတစ်ပစ်မော်တက်ပြေးလိုက်ပြန်ဆင်းလာပြီးကြိုင်လိုက်လုံနေရဲ့ချိန်အောင်မြတ်သာမြေကြီးပေါ်ကိုအနောင်နဲ့တစ်ချက်ပေါက်လိုက်ရာဘေးပဝင်ချင်းမှာရှိရဲ့တစ်ပစ်နေပေါ်ကနေဘရားကြားလမ်းမမသိရဲ့ငွေပါတွေဆင်းလာခဲ့တယ်ငွေစိုးတွေနဲ့ငွေပါတွေရဲ့တိုက်ပွဲကပြင်းထန်လို့နဲ့ငွေစိုးတဲ့အမျိုးက ်ငွေပါအောင်တွေ့ရနဲ့ပြေးရပေမဲ့အခုတွေ့နေရတဲ့ငွေတွေကငွေပါမှန်းလည်းမသိပဲပပင်းတကားကနဲ့လှမ်းလှမ်းပေါက်နေတာက အသေးရစရာကောင်းလာတယ်။ငွေပါတွေကလည်းသူတို့ရဲ့ချွန်တန်းထားတဲ့သွားတွေလက်သေးတွေနဲ့ငွေတကောင်မီတကောင်တုတ်တင်နေတယ်။တောင်းတစ်ခုလုံးငွေတွန်တန်းနဲ့ငွေပါအော်တန်းနဲ့ကြောင်အော်တန်းတွေနဲ့စုညံသွားခဲ့တယ်။ငွေပါတွေကိုင်လို့အပိုင်းပိုင်းပြတ်နေတဲ့ငွေတွေရဲ့ကိုယ်တွေကနေသွေးမထွက်ပဲအနံ့ရောင်အရည်တွေထွက်လာတာတွေ့တော့အောင်းမြတ်တာကတက်ခိုင် ဒီမွေတွေကတာမန်မွေတွေမဟုတ်ဘူးတိုက်မွေလို့ခေါ်တယ်။အောင်လန်းပညာမှာအဓိကသုံးကြတဲ့အတိုက်တစ်ခုပဲ။တက်ခိုင်လည်းအောင်မြတ်သာစကားအမှတ်ထားပြီးတိုက်ပွဲကိုဆက်ကြည့်နေလိုက်တယ်။မွေအကောင်ပေါင်းများစွာကမွေပါရီရဲ့လက်ချက်နဲ့အောင်မြတ်သာလိုအနာမရောက်ပဲအပိုင်းမှာအတိတ်တွေဖြစ်ကုန်တယ်။တိတ်မကြခင်မှာမွေပါရီရဲ့ကိုက်ပြတ်မှုကိုမခံနိုင်တဲ့မွေတွေကချုံနေကြတဲ့အရှုပ်ရှုပ်ဝင်ပြီးကြေးပါလိရော။အောင်မြတ်သာလည်းမွေကိုက်ခန့်တီထားတဲ့မွေပါရီရဲ့အနာသွားပြီးကိုက်ခန့်တီရဲ့နေရာကို လက်နဲ့အသက်ချပေးလိုက်တော့မွေအစဲရွာတွေကရုတ်ကြီးဆိုသလိုပျောက်ွယ်သွားတာတွေ့လိုက်ရတယ်။တံရပျောက်သွားတဲ့မွေပါတွေကခေါင်းလေးတစ်ဆက်ဆက်နဲ့အောင်မြတ်တာကိုယူသေးပြီးတော့တစ်ပင်တွေပေါ်တက်ပြေးသွားကြတယ်။မွေပါတွေပျောက်သွားတော့မြောင်းဆိုတဲ့အော်တန်နဲ့အတူတစ်ပင်တစ်ပင်ကနေတပင်စီကိုခုန်ကူးသွားတဲ့ကြောင်နဲ့ကြီးကိုတွေ့လိုက်ရတယ်။အောင်မြတ်တာနဲ့ကြောင်နဲ့သွားတဲ့နောက်ကနေလိုက်လာခဲ့တာ။မုံစိုးတယောက်ဒူးထောက်ထန်ကြီးရဲ့ပုံဖြစ်နေတဲ့တဘာဝကြောက်တော့တုံးကိုမြင်တဲ့ချိန် ဒီနေရာကမုတ်ဆိုးထိုင်စီဒီရဲ့နာမည်ဖြစ်လိမ့်မယ်အားလုံးသတိထားကြတော့အဲဒီလိုပြောပြီးမုတ်ဆိုးထိုင်စီဒီရှိရာဘက်ကိုတလန်ချင်းလှမ်းလာခဲ့ကြတယ်လူသူအယောင်ပေါက်နေလာတဲ့နေရာဖြစ်ပေမဲ့ခြုံရည်တွေမရှိဖြစ်နေရဲ့မြေကွက်လက်ကုံမြင်တော့အောင်မြတ်တာကဒီနေရာကသူကျင်းစင်ကျင်းတဲ့နေရာဖြစ်မယ်ဘသူမှအထဲကိုမဝင်ကြနဲ့အဲဒီလိုလှမ်းမှရင်ပတ်ဝန်းကျင်ကိုအကဲခံလိုက်တယ်အဲဒီချိန်အောင်မြတ်တာတို့အနောက်ကိုဘုခနဲ့ခုံချလာတဲ့အတန်ကိုလှည့်ကြည့်လိုက်တော့ နတ်ကျော်ဖြစ်နေရတွေ့လိုက်ရတယ်။ဆရာတတိထားဒီနေရာသူ့နေရာဖြစ်နေပြီ။အရှိရာမြေကွက်လက်တဲကိုသူ့အခွင့်မရှိဘဲဝင်းနာနဲ့ပြကြလိုက်မယ်။ဆရာတို့မရောက်ရင်ကျွန်တော်ပြမယ်။ဆိုပြီးတော့ဘေးမှာကြာနေတဲ့တိတ်ကိုင်းကြောင်လေးတစ်ခုကိုကောက်ပြီးတော့မြေကွက်လက်တဲကိုပြစ်ထည့်လိုက်တယ်။တိတ်ကိုင်းကြောင်ကမြေကွက်လက်ပေါ်တော့မရောက်လာခင်လေထဲမှာပဲမီးလောင်ပြီးပြကြသွားတာကိုမြင်တော့တောင်ရနဲ့တက်ခိုင်းတရားမျက်နှာတရားကြည့်လိုက်ကြတယ်။ဆရာတို့ယုံပြီမဟုတ်လား။သူကအယမ်းစွမ်းတာ။ ရွာတိုင်းမှာသူ့တပည့်တွေရှိတယ်။ခုချိန်တည်းသူပေါ်မလာသေးပုံထောင်ရင်တခုခုကြံ့စီနေရတေးကြသွားပြီ။နတ်ကျော်ရဲ့စကားကိုကြားတော့အောင်မြတ်တာကသူတို့လာနေပြီ။ငါတို့စီကိုတခုခုရောက်လာတော့မယ်။အရင်လိုပြောပြရနဲ့လေဘဝါကိုမူးပေါ်မြောက်ပြီးကားလိုက်တဲ့ချိန်မုတ်စိုးထိုင်စီရီရဲ့ပက်လေကနေထန်သီးလုံးလောက်ရှိတဲ့ဂဲလုံးတွေအောင်မြတ်တာတို့ခေါင်းပေါ်ကျလာခဲ့တယ်။ဂဲလုံးတွေကျလာတော့အောင်မြတ်တာကဂဲမှုအတိုင်းနဲ့စတဲ့ပြီးတက်ခါရနတ်ကျော်ကိုကပေးထားလိုက် ပြောပြီးတော့ကြားလာခဲ့တဲ့ဂဲလုံးတွေကိုလက်နဲ့ကာထားလိုက်တယ်။ဂဲလုံးပေါင်းများစွာကအောင်မြတ်သားရဲ့အပေါ်ရောက်လာပြီးမဲ့အောင်မြတ်သားအမတိပဲအပြင်ကိုပြန်လွှင့်ထွက်သွားတယ်။ဆီယာအကောင့်ထဲမမြင်ရပဲဒီလိုအတိုက်ခံနေရတော့မဟုတ်သေးဘူး။ဒီလိုသူရဲဘောကြောင်းလိုက်လား။တက္ခရဲ့စကားကိုကြားတော့အောင်မြတ်သားကသူ့လှဲ့ပြီးရင်ငါတို့အလှဲ့ပေါ့။သူဘလောက်တိုက်နိုင်မလဲကြည့်ကြတာပေါ့။ပြောပြီးကျန်တဲ့လက်တစ်ဖက်နဲ့မြေကြီးပေါ်မှာအင်းတကွက်ကိုရေးဆွဲလိုက်တယ်။ အောင်မြတ်တာနဲ့အင်းခွက်ဆွဲပြီးတော့နှုတ်ကခါရတစ်ခုကိုယူလိုက်တယ်ဆိုရင်ပဲစောနာကကြနေရဲ့ခဲတွေရုတ်တရက်ဆိုသလိုရက်တန့်သွားခဲ့တယ်။ခဲလုံးအနေမကြတော့ဘူးဆိုတဲ့အချိန်မှာအောင်မြတ်တာကအောင်နှန်းစီအားရက်ခတင်ယခုလိုခိုးကြခိုးဝက်တိုက်မနေနဲ့တင်လဲယောက်ျားကျုပ်လဲယောက်ျားနေအောင်မျက်နှာချင်းစာရင်းစာရအောင်ကျုပ်ရှုံးရင်တင်စိတ်ကြိုင်းလုံနိုင်တယ်ကျုပ်နာရင်တင်ပညာတွေကိုကျုပ်နှုတ်မယ်တင်သဘောတူရင်ကျုပ်ရှိကိုလာခဲ့ပါတင်မနာပဲဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်တော့ ကြုံမသုံးကျင်တဲ့အရာကိုသုံးရလိမ့်မယ်။အောင်မြတ်သားရဲ့ကြိဝါတန်အဆုံးမှာတော့မိုးစိုးတိုင်းဇေဒီရဲ့အနောက်ကနေဟဟပပရီမောတန်တစ်ခုကိုကြားလိုက်ရတယ်။အထက်လန်စီယာရဲ့ကြိဝါတန်ကကြောက်စီယာကြီးပါလား။ကျုံရဲ့ပညာကိုမသိသေးလို့ဒီလိုစကားမျိုးထွက်တယ်ချင်းမရဲ့။အထက်လန်စီယာပေါ့ဆာလေးငငယ်ရွယ်ရွယ်နဲ့မသိခြင်းလာလန်အတိုင်းပြန်လဲလိုက်ပါ။တင်းကြောက်ကျုပ်ချင်းစင်နောက်ကျသွားပြီ။ဒါကြောင့်တင်းပြန်မယ်ဆိုရင်တင်းအသက်ကိုချမ်းသာပြီမယ်။ ်တစ္ဆက်ပါဟုကောင်းတော့ထားခဲ့ရခိုင်ရဲ့စကားကိုကြတော့အောင်မြတ်တာကသွားရီပေါ်အောင်ရီလိုက်ပြီးတော့တင်ရတိတ်တနာဖို့ကောင်းတာပဲတင်ရအစွမ်းထက်တာလဲကြုတ်သိပါတယ်ဒါမှမဲ့တင်ရကိုကုတ်ကိုအရန်အထင်ကြီးလို့နေကြုတ်တူလာတာတင်းပညာရီကိုတစားမကြံနှုတ်ဖို့လာတာတင်းပညာရီမပါပဲကြုတ်မပြန်ဘူးတင်ကြုတ်တာကိုတစ်ချက်ထီအောင်အရင်စူးစမ်းစမ်းပါတင်ရအစွမ်းတွေကိုကြုတ်ကြည့်ခြင်းနဲ့အောင်မြတ်တာစကားကိုကြတော့ဥယက်ခါက တင်ရလူငယ်ဆိုတော့အကြောင်းတရားမရှိရာဖြစ်လိမ့်မယ်။တင့်ကိုအကြောင်းတရားဆိုတာဘာလဲပြမယ်။ပြောပြီးတော့မြေကြီးတစ်စုပ်ကိုကောက်ကမန်းမှုပြီးကျဲချလိုက်တယ်။ဥရက်ကကျဲချလိုက်တဲ့မြေကြီးမှုတွေအောက်ကိုရောက်သွားတဲ့ချိန်မြေကြီးရဲ့ကျောင်းမက်ွယ်အစင်းတဒံရှိရဲ့နာနာဘောင်ဝါတွေထွက်လာခဲ့တယ်။ကာမန်လူတွေမြေုံနဲ့သွေးပြက်သွားနိုင်တဲ့အစင်းတဒံနေရှိရဲ့နာနာဘောင်ဝါတွေကအောင်မြတ်တော်ရုစီကိုပြင်းဝင်လာတဲ့ချိန်ကျောင်းဆူရဲ့အတန်နဲ့တူနာနာဘောင်ဝါတို့ကျွလွင်းထွက်သွားတော့တယ်။ တက်ခိုင်နဲ့အတန်ချားရပဲကြည်လိုက်တော့၆ပေကျော်တဲ့ကျွဲနဲ့ကြီးတစ်ခါကနာနာဘဝတွေကိုလိုင်းဝေးနေရမြင်လိုက်ရတယ်။ကျွဲနဲ့ကြီးကိုမြင်တော့အောင်မြင်တာကဟိုးအောင်နဲ့ရောက်လာပြီကိုဟိုးဖို့ကြီးကျုပ်ကိုအာခံရဲတယ်ပေါ့လေဒီမလောင်လေးမလောင်စားကောင်းကြီးကိုတက်ပြီး ခမားကြီးအလှဲ့ပဲအတန်နဲ့ကြီးနဲ့ပြောလိုက်တဲ့စကားကိုကြတော့အောင်မြင်တာကကြုံဆိုးမဆိုနေတော့ခမားရဲ့ချင်းပေါ်မှုတွေကုံဆုံးကြိမ်တန်ပြီးပြောပြီးတော့ဦးရခစီကိုအင်းစာရွက်တရွက်ပြစ်ထည့်လိုက်တယ် အင်းဆရွယ်ကဥယျာခါရဲ့ကြည့်အောင်နာအောင်ရောက်တော့ဆက်မသွားပဲတန့်နေရဲ့။ဒါအောင်မြင်တော့ဥယျာခါကဒီလောက်စွမ်းနဲ့ငါ့ကိုလာမရှင်နဲ့။ခမရအလောမကြီးပါနဲ့။ခုမှအစပဲရှိသေးရဲ့။အင်းကအစွမ်းမပြသေးဘူး။အောင်မြတ်တာရဲ့စကားဆုံးမှာတော့ဥယျာခါရဲ့ကြည့်အောင်နာမှာတန့်နေရဲ့အင်းချက်တရားနေ။မွေးမြောင်ကျိုးတွေထွက်လာပြီးတော့ဥယျာခါတကူလုံးကိုရှစ်ပတ်လိုက်ကြော်တယ်။ဥယျာခါမျက်စိမျက်နှာပြက်သွားပြီ။ဒါကကိုယ်ဝေအချုပ်အင်းပဲ။ဒီပညာရက်ကိုမင်းတို့လူငယ်တယောက်ကဘလို့တက်တာလဲ။ မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာထက်အခုခမားကိုယ်တိုင်မြင်နေရတာပဲမို့လားကျုပ်ကိုဝေတက်အီမတုံးချင်ခမားပညာရက်တွေစွန့်လိုက်ပါဒီအချုပ်လောက်နဲ့ငါ့ကိုတတ်မလို့လားငါအံ့ဩတာဒီပညာကိုမင်းလိုလူငယ်ကတက်လို့အံ့ဩတာပဲရှိရဲ့ဟောရီမာကြီးပြောပြီးတော့ယုံလိုက်ရချုပ်ထားတဲ့ကြိုးတွေပြတ်ထွက်ကုန်တော့တယ်မင်းပညာနှုတ်ပါသေးရဲ့ငါ့ကိုကိုယ်ချုပ်အင်းလောက်နဲ့ဖမ်းလို့မရအောင်ငါရဲ့ပညာကိုလည်းမြည်ကြည့်ဆိုပြီးတော့ လက်ပြားထိတ်ကနေအရာ၅မျိုးပါတဲ့ဆက်တွေထုံလွှင့်နိုင်တယ်။တလက်လက်တဖိဖိတောက်ပါနေတဲ့ဆက်တွေကအောင်မြတ်သာစီဝင်လာတဲ့ချိန်တက္ကရာအောင်မြတ်သာရှိမှရှစ်ကွက်အင်းတစ်ခုဆွဲပြီးတားလိုက်တယ်။ဆက်တရာရှစ်ကွက်အင်းနဲ့တည့်ရဲ့ချိန်ဘေးကိုလွင့်ထွက်မသွားပဲရှစ်ကွက်အင်းရဲ့အလေကိုတိုးနေတာကိုတက္ကရာညင်လိုက်တော့ဘလို့ဖြစ်ရလဲ။ရှစ်ကွက်အင်းနဲ့တည့်ရဲ့ဆက်မှန်သမျှအပြင်ကိုချော်ထွက်ကုန်တာဒီတကာဘလို့ဖြစ်တာလဲ။ဆိုပြီးတော့တွင်းနေတော့ရှိသေးတယ်။ စတရတက်ခိုင်ရဲ့ရှစ်ကွက်အင်အလေကိုဖောက်ထွက်သွားတော့တယ်။ရှစ်ကွက်အင်ပြက်တာနဲ့တက်ခိုင်လည်းအနောက်ကို၅ပေလောက်အတွင်းထွက်သွားခဲ့တယ်။ဦးရခိုင်ရဲ့စတရတက်ခိုင်အင်ကိုဖျက်ပြီးရနဲ့အောင်မြတ်တာစီတန်းပြီးဝင်လာခဲ့တယ်။အောင်မြတ်တာလည်းဘာအင်းမှထပ်မဆွဲတော့ဘဲစတရူသာစိုက်ကြည့်နေလိုက်တယ်။အောင်မြတ်တာစိုက်ကြည့်လိုက်တဲ့အချိန်အယောင်တလက်လက်တောက်နေတဲ့စတရရဲ့အယောင်ကတဖြည်းဖြည်းမိန်လာပြီးအောင်မြတ်တာရင်ညွန်လာရောက်ချိန်မှာတော့စက်တွေအယောင်လုံးဝပျောက်သွားတော့တယ် ဒီတကအံအားတင့်သွားတာကဥယက်ခမဖြစ်နိုင်ဘာအကာအကွယ်မှမပါပဲငါရဆက်တရားဘာလို့ပြောက်သွားတာလဲအဲ့ဒါဘာပညာလဲငါတသက်နဲ့တကူမကြားဘူးဥယက်ခစကားကိုကြားတော့အောင်မြတ်တာကကျုပ်ဘာပညာမှမတုံးလိုက်ဘူးကျုပ်တုံးလိုက်တာတမန်ထာဆွမ်းအားလို့ခေါ်တဲ့မြစ်တာပို့ခြင်းပဲမဖြစ်နိုင်ဘလို့မှမဖြစ်နိုင်ဒီဆက်တရားနဘလူတွေရောကြောက်ရတဲ့အရာတင်းတို့လူငယ်တယောက်ကဘာမှမဖြစ်ဘူးဆိုတော့တင်းမသူလဲတင်းပညာကစွမ်းပါတယ် ဒါပေမဲ့ကြုံကျင်းခဲ့တဲ့အရာတွေထက်တော့တင့်ပင်ကမစွမ်းသေးဘူး။ကြုံသုံးခဲ့တဲ့အရာမြစ်တာပဲ။တင်းဆက်တရားအစွမ်းထက်ပေမဲ့ကြုံဆက်ရနေပိုလို့လိုက်တဲ့မြစ်တာအစွမ်းကပိုစွမ်းလို့တင်ကြုံကိုထိခိုက်ရမလုံနိုင်ခဲ့တာ။ဒါကြောင့်တင့်ကိုကြုံလန်းပြဖို့ကြိုးစားခဲ့တာပါ။တင်နားလည်မင်းတင်ပါတယ်။တင်းပညာတွေကိုစွန့်လိုက်ပါတော့။ငါပညာကိုစွန့်လို့ရမယ်ဟုတ်လား။ငါတည်ရင်တော့ငရဲကိုပျော့ပျော့ကြီးသွားမဲ့ကောင်ဟိ့မစွန့်ဘူး။နေငါ့ကိုနှံ့ရောက်တဲ့ နေငါ့ဟောင်းတရားလာမချနဲ့ကောင်းပြီလေကျောက်ဖောက်ပေးခဲ့ရလန်းကိုတင်မဝင်ခြင်းမှာတော့ကျောက်တီတက်ဖို့ပြောစရာမရှိရောတင်ခန္ဓာရရှိဖို့ကြိုးစားပါပြောပြီးမျက်စိစုံမှိတ်လိုက်တယ်ဆိုရင်မယ်အောင်မြတ်တာကိုရီးယားနေဖြူဝင်းနဲ့အလင်းရောင်နေထွက်ပေါ်လာခဲ့တယ်အလင်းရောင်တန်းကြီးကတောတစ်ခုလုံးကိုလင်းထိန်သွားတဲ့ချိန်ဟဲ့ငမိုက်သားတင့်ကောင်ရှစ်စိတ်ကွဲကျင်သလားဆိုတဲ့အတန်ထွက်ပေါ်လာခဲ့တယ်ဦးရခလည်းအတန်းနာရောင်ကြည့်လာတော့ ရွှေရောင်တလန်းလန်းတောက်ပနေရဲ့အဝေစားကိုဝှစ်စင်ထားတဲ့ပုဂ္ဂိုလ်တဦးကိုတွေ့လိုက်ရတယ်။သင်မသူလဲတကားမှသင်ုံမမြင်ဘူး။ဟဲ့ငမိုင်သာကျောက်ကသင်ပညာရတ္တိကိုသိယူဖို့နတ်တို့အရှင်သခင်တရားမင်းလွတ်လိုက်တဲ့ပြင်စားယူပါနဲ့သားပဲ။သင်ဟာမပြင်းမထိုက်သူကိုပြင်မာဖို့စူးစမ်းနေရတဲ့သင်ုံတန်ခတ်ဖို့အမိတ်ပါလာတယ်။ဒီလူငယ်ကဘသူလဲ။သူကဘသူမို့လို့လဲ။ကျောက်မတိလိုက်လို့ကျူးလို့မိရပါ။ကျောက်ကိုခွင့်လို့ပေးပါ။သင်ရှိမှရှိနေတဲ့သူက နောင်ပွင့်မဲ့ဖရားကိုဖူးမြော်ဖို့ဆောင်ရင်ခုနှစ်ရက်သားသမီးတွေကိုကဲ့တင်နေရဲ့အောင်မြတ်တာတစ်ဖြစ်လဲစက်ကြမင်းသားပဲဟမ်ဒါအတန်းငယ်ဆုံးထွက်ရပေါက်ခဲ့တဲ့သူပေါ့ကြုံမှားပြီကြုံမှားခဲ့ပြီကြုံမသိလိုက်ဘူးကြုံကိုခွင့်လို့ကြပါပညာရောမသိမ့်လိုက်ပါနဲ့မရတော့ဘူးသင်ပညာတွေကိုသင်ယူဖို့အမိတ်ပါလာခဲ့ပြီသင်အမိတ်နာခံမှုမရှိပါဟောရီတန်လျက်နဲ့သင်ကားကိုခွဲရလိုက်မယ် ကျောက်ကဒီပညာကိုအသက်နဲ့ရင်းပြီးကြင့်ကြံခဲ့တာဖြစ်လို့ကျောက်ကိုတက်ပြီးမှပညာတွေကိုယူလိုက်ပါကျောက်ဒီတိုင်းတော့မပေးနိုင်ဘူးတဲပြောသွားဆိုတာခက်ပါလားဒီလောက်ခေါင်းမာတဲ့ကောင်တေးပြီးတော့ဆိုပြီးတော့လက်ကိုအရွယ်အသင်နဲ့သာတင်းတို့ကိစ္စကိုကျောက်ဝင်ဆွဲဖတ်တာမဟုတ်ပါတင်းတို့သက်ဆိုင်ရာပုံကုတ်များရဲ့ဆုံးဖြတ်ချက်ကိုလည်းကျုံနားလဲပါတယ်ဒီလူကိုဖမ်းဆီးပြီးတင်းတိရာအရမ်းမှစီရင်မှာကဟိုတင်းမြတ်မယ်ထင်ပါတယ်ကောင်းပါပြီ ဒီလူငမိုက်သားကိုဖမ်းဆီးသွားလိုက်ပါမယ်။နောက်တစ်ခုပြောဖို့ရှိတာမုံစိုးတိုင်ဇေဒီကိုစောင့်ချက်ဖို့ဟိုးအောင်လန်ကိုတာဝန်ပေးရခဲ့တယ်။ဒီလူငမိုက်သားကိုဗန္ဒကခွင်းနဲ့ကြီးမှဖမ်းခေါ်လာစေ။အမိတ်ပေးလိုက်တယ်ဆိုရင်ပဲတော်ရရနေပြေးထွက်လာတဲ့ခွေးနဲ့ကြီးတကောင်တွေ့လိုက်ရတော့တယ်။ခွေးနဲ့ကြီးကဥယက်ခါကိုလူတရေကိုက်ချပြီးတော်ရဲကိုပြန်ပြေးဝင်သွားခဲ့တယ်။ခွေးနဲ့ကြီးပြောက်သွားတဲ့တပြိုင်နက်ပြင်းစားယူပါနဲ့သားလဲယုံကြည်ပြောက်ွယ်သွားခဲ့တယ်။အောင်မြတ်တာကိုလည်း ဖိုးအောင်လံနဲ့နှက်ကြော်လိုနှုတ်ဆက်ပြီးတော့မုံဆိုးတိုင်းစီဒီကိုအသေးပြန်လဲမူးမှန်မှုကျောက်တောင်ဝင်ကြံသေးတဲ့အတွက်ကျုပ်တို့အသိမကြောင်ရင်ပြန်ဆောင်စည်းကြမှာပါပြောပြီးတော့တစ်ကျောက်တော်ရီကနေထွက်လာခဲ့ကြတော့တယ်တော်ရီကနေထွက်လာရင်အောင်မြတ်တာကမုံဆိုးတိုင်းစီဒီကိုအသေးပြန်လဲမူးမှန်မှုစီဒီယော်နဲ့ပထန်းဆက်ရှိသူကိုရှာရမယ်ဒါကြောင့်ဒီရပိုင်းငါ့ဟုတ်လိုက်မရှာကြနဲ့နောက်ငါးလားကြတဲ့အခါဒီစီဒီမှာပြန်ဆောင်ကြမယ်ကိစ္စကြီးနဲ့တစုံတရာရှိရင်ငါလာခဲ့မယ် အရင်လိုမှကြားယူနေတက်ခိုင်လိုလမ်းခွဲလိုက်ကြတယ်။ဟုတ်ကဲ့ပါရှင်။စာရေးစရာဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနေအောင်လန်းစရာရက်ခါဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။